ရှင်မြဘဝမှာအရေးကြီးဆုံးအရာကဘာလဲဖေရဒီမှာကိုရီးယားဆရာသမားရေးပါတယ်သင်တန်းသားရေးလည်းပါတယ်ဘဝမှာအရေးကြီးဆုံးအရာကဘာလဲဖေရအင်းစင်းငယ်ဆိုခါချမ်းကျွန်းကိုရှင်မအောင်မိတာမအောင်မိတာဘဝမှာအရေးကြီးဆုံးဘုန်းကြီးစိတ်ပဲဒိမတ်နိုင်ငံရောက်တော့လေအဲ့လိုမေးကြတယ်ဒိမတ်နိုင်ငံသားရေးဘုန်းကြီးလာခွင့် What is the most important in your Buddhism မင်းတို့ဗုဒ္ဓဘာသာနိုင်ငံမှာအရေးကြီးဆုံးကဗုဒ္ဓဘာသာမှာဘာကအရေးကြီးဆုံးလဲ In our Buddhism the most important is mind တို့ဗုဒ္ဓဘာသာမှာအရေးကြီးဆုံးကစိတ်ပဲစိတ်ပဲပြောတော့တို့က impossible impossible မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုရင်မင်းကဥပမာတစ်ခုပြောမယ်မင်းတို့ဖင်လန်နိုင်ငံရဲ့ဒီဂရီဒိမတ်နိုင်ငံရဲ့အအေးကလေး -30 လောက်ရှိတယ် 30ရာခိုင်နှုန်း30ဒီဂရီလောက်ရှိတဲ့နိုင်ငံမှာတအားအေးနေတာမအေးဘူးလားအေးပါတယ်ဖေရတဲ့အဲ့ဒီအေးတဲ့နိုင်ငံမှာနေပြီးတော့မအေးတဲ့သူတွေမရှိဘူးလားဟာရှိတာပေါ့တကြိုနှင်းတော့တဲ့မှာမအေးလို့လို့ပြည်တဲ့အပြင်ပိုင်းမှာတလောက်အေးတဲ့နိုင်ငံမှာနေပြီးတော့အတွင်းကမအေးတဲ့အခါကျတော့လေနှင်းတော့တဲ့မှာအိမ်ကြီးချုပ်ပြီးတော့ရင်ခွဲနာကြနေတာတွေမတွေ့ဘူးလားဇာကားထဲမှာရှိတယ်မို့လားရှိပါ အပြင်အေးသလောက်အတွင်းကမအေးတော့ဘာဖြစ်တော့ပူရာဘောစိတ်ကဘူရာလားရုပ်ပိုင်းဆိုင်ရာကဘူရာလားစိတ်ကစိတ်ကဘူရာသူ့ဥပမာအဲ့ဒါကြောင့်ပဲဒီလောက်အေးတဲ့နိုင်ငံအပြင်ထွက်ရင်တော့၄၅တက်လောက်ဝစ်သွားတာမင်းတို့အဲ့ဒါရာဂမေးတွေ ရာဂမိတဲ့တောက်လောက်နေတဲ့အချိန်ကျတော့အဲ့ဒီနှင်းတော်တဲ့မှာဒီလောက်အေးတဲ့နှင်းတော်တဲ့မှာအင်ကြီးချုပ်ပြီးတော့ယဉ်ထုမနာဖြစ်နေတဲ့သူတွေမတွေ့ဘူးလားရှိတာပေါ့ကိုရီးယားမှာလည်းရှိတယ်အဲ့ဒါရုပ်ပိုင်းဆိုင်ရာကြောင့်လားစိတ်ပိုင်းဆိုင်ရာကြောင့်လားဆိုစိတ်ပိုင်းဆိုင်ရာစိတ်ကြောင့်ပဲပြည့်တယ်အဘူဆိုရကသူများကပေးလို့ပူတာမဟုတ်ကိုကယူလို့ပူတာဘယ်သူကယူတာလဲကို ်တော်ကောင်းကြီးလို့ပူတယ်။ဒါကြောင့်လို့ဘုန်းကြီးတို့တရင်ကအခိုက်တန်ဘုန်းကြီးတို့တော်ကောင်းများဒီနေ့ပေးချင်တဲ့ message ကအဲ့စိတ်နဲ့ပတ်သက်တာပဲ။ကောင်းစဉ်လေးတစ်ခုပေးပါတယ်ပြည့်တဲ့တရားတော်အမိကပါတယ်တို့စိတ်ထားလေးသာပြင်လိုက်ပါစိတ်ထားလေးသာပြင်လိုက်ပါဘာပြင်ရမလဲစိတ်ထားလေးသာပြင်ပါ We have to change our mindset firstly ပဲစိတ်ဓာတ်လေးတွေအရင်ပြင်မှပြည့်တဲ့ ဘာအရင်ပြရမလဲစိတ်တလေးစိတ်တနာနိယတေလောကောလောကောရေလောကကြီးမှာစိတ်တနာစိတ်ကသာလည်းနိယတေအရာအလုံးကိုဥဆောင်တယ်ဘာကဥဆောင်စိတ်ကဥဆောင်ပါစိတ်ကဥဆောင်တာနော်စိတ်ရဲ့သဘောလေးကြပြလေးတပုတ်ဘုန်းကြီးရဘူးတဲ့တောင်ကလေးတော့ရဆရာတော်ရဲ့ကြပြလေးအေးမလတွေးသမျှဆွေးရတာလေဒီစိတ်ပဲ အေးမလာတွေးသမျှဆွေးရတာလဲဒီစိတ်ပဲအပြစ်မမြင်အချစ်ဝင်အပြစ်မမြင်အနစ်တင်ချစ်ချင်တာလဲဒီစိတ်ပဲအကန့်အသွင်အယံနှင်ကြမ်းကျင်တာလဲဒီစိတ်ပဲချစ်ဖို့လဲကောင်းမုန်းဖို့ကောင်းပြောင်းနေတာလဲဒီစိတ်ပဲဒါနသီလဘာဝနာပြုကျင်တာလဲဒီစိတ်ပဲ သာသနာကိုမကြည်ညိုတွန့်တိုရာလဲဒီစိတ်ပဲတမတ်တဖို့ရတ်တို့တို့ရောက်လို့ရာလဲဒီစိတ်ပဲဘသူကအခရာစိတ်ပါဗျာစိတ်ကအခရာပဲပြိသက်ရင်အေးမလာတွေးသမျှဆွေးရတာလဲဒီစိတ်ပဲအေးမပါတဲ့အရာတွေးနေတာကဒီစိတ်ပဲအေးမပါတဲ့အရာတွေတွေးပြီးတော့ပူနေတာလဲဒီစိတ်ပဲမို့လားမှန်ပါပါဗျာ အာမလိုအပ်တဲ့အတွေ့အတွေနဲ့လူကိုလေးလံစေတာအဲ့ဒီစိတ်ပဲအပြစ်မဝင်အနစ်ထင်ချစ်ချင်တာလဲဒီစိတ်ပဲချင်းရင်အပြစ်မမြင်ဘူးမဟုတ်လားအပြစ်မဝင်အနစ်ထင်ချစ်ချင်တာလဲဒီစိတ်ပဲအိုးအချစ်ကလေးနဲ့ကြည်နေတော့အလုံးကဘာအပြစ်မှမရှိဘူးအမုန်းနဲ့ကြည်လို့ကတော့အကုန်အပြစ်ကြီးပဲမဟုတ်လားလူတွေရဲ့သဘာဝအချစ်နဲ့ကြည်တော့အပြစ်မရှိဘူး အမုံနဲ့ကြည့်တော့အရှုံးတွေပဲရှိရှိနေတာပြဲတဲ့လူငယ်သဘာဝအချစ်ချစ်စာကင်းစာကျင်နာစာအချစ်ကလေးနဲ့ကြည့်တော့ပြဲတဲ့အချစ်နဲ့ကြည့်တာကိုအချစ်နဲ့ကြည့်တော့ကြောက်ပေါက်မှန်လေးတွေက ပချိုင်လေးတွေပြောင်းပြောင်းကုန်တာဘာနဲ့ကြည့်ရလဲအချစ်နဲ့ကြည့်တာကိုမလား အမုံနဲ့ကြည့်တဲ့အခါကျအဲ့ဒီဒင်ပယ်လေးတွေကပဲကြောက်ပေါက်မှန်နေဖြစ်ကုန်တာမဟုတ်လားလူတွေက အကြည့်ပေါ်မှာလိုက်ပြီးတော့အချစ်တွေဝင်တာမြင်မှများတော့အကျဉ်းသာပွားတဲ့ပြိတ္တရေမြင်မှများတော့ဘာပွား ကျင်နာပွားပါတယ်ဗျာကြာကြာကြီးပါများတော့လေတယောက်နဲ့တယောက်ကြည်ရင်ကြည်ရင်နဲ့လှလှလာတာမဟုတ်လားလူတွေရရွေးချယ်စရာရှိရင်ရွေးတယ်ရွေးချယ်စရာမရှိတဲ့အဲ့နေ့တိုင်းမြင်ပါများရင်ဟိုတုန်းကဆရာတော်ကြီးနှစ်ဖူးကဘူပျောက်ပျောက်နေတယ်ဆိုတာကြားဘူးလားတက္ကမကြီးတယောက်ဝေယဝဇ္ဇလှုပ်ဖို့ဆိုကြောင်းခေါ်ထားတာပြတဲ့နှစ်ဖူးမှာပူရင်းနဲ့ရုပ်ကဆိုးနေ့တိုင်းနေ့တိုင်းအဲ့ဒီတက္ကမကြီးဆွန့်ကပ်ပြီးတော့နေတဲ့အခါခဏခဏကြည်ပါများတဲ့အခါကျတော့ ဲ့ဒီနှစ်ဘူးကဘူကြီးကပျောက်ပျောက်လာတာပျောက်တာနဲ့ဒကမကြီးပြောရဒကမကြီးပြန်တော့အရှင်မြတ်ဘာဖြစ်လို့တပြီတော့ဘာမှလုံးမလဲဒကမကြီးကအမှမလုပ်ဘူးဘုန်းကြီးကဒကမကြီးကြည့်ရင်းကြည့်နေအဲ့ဒီနှစ်ဘူးကဘူကြီးကပျောက်ပျောက်လာတာအချင်းနဲ့ကြည့်တော့အပြစ်တွေမရှိတော့ပြိသိုင်မြင်မှများတော့အကျဉ်းနာပွားတယ်ဆိုတော့ဟောဒီနှစ်ဘူးကဘူတွေပျောက်ပျောက်လာတာဒါကြောင့်တတ္တာလွင်တဏဖြစ်တယ်ဆိုရင်အဲ့ဒါပဲပြိသိုင် ယုံကြည်မှုတွေအားကောင်းလာပြီဆိုရင်အဲ့ယုံကြည်မှုနောက်မှာပညာမပိုင်တဏှာဆိုတဲ့တက်မဲ့တွေ့တာမှုတွေဖြစ်နေတိုင်းနေတိုင်းမြင်မှများရင်အဲ့ဒီမြင်နေတဲ့မျက်နာကအလှတွေပေါ်ပေါ်ပြီးတော့အဲ့ဒီအလှပေါ်မှာတရားမပါတဲ့ကော attachment ဆိုတဲ့တဏှာတွေဖြစ်ပြလာတော့တန်ရုံးစင်တွေဖြစ်ကုန်တာဘုန်းကြီးကိုတွေ့လေးတခုကိုရီးယားမှာသင်တန်းပြတော့ကမြန်မာများတော့အကျဉ်းနာဘွားဆိုတာလေး သင်္တန်းတစ်ခုမှာဘုန်းကြီးလွန်ခဲ့တဲ့နှစ်နှစ်လောက်ကိုရီးယားတွေကိုဓမ္မစကြာတေသနာပို့ချပေးတယ်ကိုရီးယားလိုဧဝမေသူတံဧကံသမယံဘဂဝါပါရဏတိယံဝိဟဝရတိဣတိပတ္တနေမိဂဒာယေဒါကပါဠိမွင်းစကားဗမာလို့ဆိုရင်ဧဝမေသူတံမေဘုရားတပည့်တော်အာနန္ဒာတိဧဝဧသောသူတံဇာနာကယပါတိဘုရားဧကံသမယံအခါတပါအဲ့ဒါဗမာလို့ပဲ ဲ့တော့အဲ့ဒီပါဠိမွေးစကားကိုဘုန်းကြီးကကိုရီးယားလိုတရိုက်ပြန်ပြီးတော့ဘာသာပြန်ပြီးတော့ပို့ချပဲဧဝမေသတံနာနောဧဝကချီဒုရတာပဲမေကနာဧဝံကဣရောကေဧဝကချီသုတံဒုရတာနာနောဧဝကချီဒုရတာဧကံသမယံအခါတဘာဆိုရင်ကိုရီးယားကလွယ်တယ်ဟန်တဲလ်ဆိုတဲ့ပြည အဲ့ဒီလိုဘုန်းကြီးကစကလုံးတလုံးနဲ့အဓိပ္ပာယ်တလုံးချင်းတလုံးချင်းဘာသာပြန်ပြပြီးတော့ historical background ဓမ္မဆက်ကြရဲ့နောက်ခံသမိုင်းကြောင်းတွေပါ ပြောပြတဲ့အခါကျတော့ဘုန်းကြီးရဲ့သင်တန်းမှာလည်းပဲကိုရီးယားမှာလည်းထိုးအတူပဲဒကမတွေပဲများတာမဟုတ်လားသင်တန်းမှာလေဗမာပဲကြည့်ကြည့်ဒကမတွေပဲများတယ်အထီးကျန်ဆိုတဲ့စကလုံးဟိုတုန်းကကြားဖို့တော့အထီးကျန်စေဆိုတော့အမတွေကဘယ်သွားနေလို့လဲဟိုတုန်းကတွေးတာပါ နောက်တော့အအသေးကြံနေဆိုတာ loneliness ကို ပြောတာပဲဆိုတော့အခုဒီမှာကြတော့အမကြံလို့ပြောရမယ်ဒကာကြီးတွေဘယ်သွားနေမှမသိဘယ်နေရာပဲရောက်ရောက်ဒကမတွေပဲများတော့ကိုရီးယားမှာလည်းဘုံကြီးသင်တန်းမှာ90လောက်အယောက်90လောက်ရှိတယ်။နောက်တော့သင်တန်းပြရင်ပြရင်လည်းဘုံကြီးက direct translate လုပ်ပြီးတော့ကိုရီးယားလိုရှင်းပြတော့စိတ်ဝင်စားတဲ့လူများတပြည့်ပြည့်များ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 လာအယောက်90လောက်ရှိတယ်တပတ်သင်တန်းမှာ။ အဲ့ဒါ9ရက်တင်နံပေးတယ်တဏှာကြီးခွဲတင်နံပေးပြီးရင်နိုင်ဝက်လောက်ဘုန်းကြီးကဝိပဿနာစုဟိန်တရားအထုံနည်းလို့သင်ပြပေးရတယ်စွိဟန်နွန်ဘမ်ဘော့ဝိပဿနာအော်တိုကေဟဲဟန်နွန်ကြီးတရားကို how to meditate in vipassana meditation ဝိပဿနာတရားကိုဘယ်လိုအားထုတ်ရလဲဆိုတာသင်ပေးတော်ပရိသတ်ကြီးအဲ့ဒီဘုန်းကြီးရဲ့သင်ကြားမှုကြားထဲမှာဓကမတယောက်အသက်40 45အရွယ်လောက်ရှိမယ်ဓကမတယောက် 보니고보에가 아니 메시지 뿌래. 고리아로 보라 스님, 스님을 보고, 저희 남편이란 너무 뜨끗해서 집착이 생겼습니다. 스님, 저는 어떻게 해야 합니까? 소리로 에라, 미국의 미래야. 고리아로 예비로. 고리아 정말 이게 그냥 가만히, 엄마, 세야 말이 이렇게 가려. ကိုယ်ကဘယ်ပြန်ပေးလိုက်တော့မယ်နော်အဲ့ဒါ main point ပဲပြန်ပေးมาရမယ်ဒကမကဘလို့ရေးတယ်စနင်းဆိုတာအရှင်ဘုရားစနင်းစနင်းရူပကိုအရှင်ဘုရားကိုကြည်ကြည်ပြီးတော့လေဘုရားဒါဗမာဘာသာပြန်တာပေါ့လှောက်အောင်ပြန်တာစနင်းရူပကိုအရှင်ဘုရားကိုကြည်ကြည်ပြီးတော့ဘုရားဂျောဤနန်းဖြောင်းနေတဲ့နောမှုတုခက်သေးဆိုတပီတော်တကာကြီးနဲ့တပီတော်အိမ်ကယောက်ျားကြီးနဲ့ပေါ့အဲ့လိုပြောပါဦး တပိတော်တကာကြီးနဲ့အရန်တူတဲ့အတွက်ကြောင့်နောမုတုကတ်ထေအရန်တူတာကျော်ဤနန်းပြောင်းကြီးနဲ့နောမုတုကတ်ထေဆိုจิตချက်ကြီးစင်ကျော်စုမိတာဆွနေတန်ရောစင်နေဖြစ်နေမိပါပြီဖရာတဲ့ဂျောနုအတုကေဟယဟမ်နိကတပိတော်ဘာလို့ရမလဲဖရာအဲ့ဒါဗျာမက်ဆေ့လေးပို့ပြီးတော့ကိုရီးယားလိုမေးတော့ဘုန်းကြီးတရားစစ်တဲ့ကမေးရတာဘိုးစားလင်း ဘောဇာလင်းဆိုတာဒကမာကြီးကိုပြောတာနန်းပြောင်းကြီးဩဒီကတ်ဆော်ယိုဒကာကြီးကဘယ်သွားလို့လုံးလို့ကျော်ကြီးနန်းပြောင်းချူကော့ဆော်ယိုစနေနဲ့တပြိတော့ဒကာကြီးသေသွားပြီဖေရတဲ့ဟောငါနဲ့ဖြစ်မှဖေရလေသေတဲ့သူနဲ့မှလာတူရတယ်လို့ မြင်းမာများတော့အကျဉ်းနာပွားတယ်ဆိုတာပြိသက်ရဲ့သူ့ယောက်ျားနဲ့တူပြီးဆိုတော့ဘာလေးပဲလို့လို့ဥမလီလက်ရည်လေးအစတပည့်တော်ယောက်ျားနဲ့သိတူတာဆိုလူရဆွဲတည်တော်တာလမ်းလျှောက်တာအစကော့လန်ကော့လန်နဲ့တပည့်တော်တကာကြီးအတိုင်းပဲဆိုလှုပ်တာရာဂဆိုတာအဲ့ဒါပဲပြိသက်ရင်ချင်းရင်အပြစ်မမြင်ဘူးမြင်းမာများအကျဉ်းနာပွားတယ်ဆိုတော့အဲ့ဒီတကမှအဲ့လိုရာဂမိတယ်လောင်းတော့ဘုန်းကြီးကဇကလုံးကို we have to control our words not to speak the attachment words အဲ့ဒါသူတို့ ਨੇ ပြောတဲ့ကဘိုးကြီးတို့ကစကလုံးတွေကိုစင်ကျင်ရတယ်အနုယွာနုနုယွာစကလုံးတွေသွားပြောရင်သူ့ကိုတိပြီးပြောတယ်ဆိုလူကတခါတခါတန်ရုံးစင်နေခင်မင်မှုတွေတိုက်ဆံမှုတွေဖြစ်တယ်သူ့တခြင်းသူဆိုတာကိုယ်ဆောင်ဆိုတယ်ထင်တာမဟုတ်လားကိုယ့်ကိုပဲရည်ရွယ်ပြီးဆက်ထားတယ်လို့ရင်မှခံစားရမင်းမသိပါဘာဖြစ်တယ်ညာပြဿနာနှလုံးသားအရင်ဒီတွေပါကိုယ့်ကိုပဲရွယ်ပြီးတော့ရည်ထားတယ်လို့ဖြစ်တာ အဲ့ဒီတက္ကမလည်းအဲ့ဒါတန်ရောစင်တွေတွေ့လိုက်ဆိုဘာပဲဖြစ်ဖြစ်သူနဲ့တိုက်ဆိုင်နေတော့တာဖြစ်တာတရားအတုလည်းအဲ့ဒီဘုန်းကြီးစိတ်ပဲသူ့ယောက်ျားနဲ့တူတယ်ဆိုပြီးတော့လှုပ်ဘုန်းကြီးကအဲ့ဒါလေရာဂအားကြီးတယ် attachment ရာဂအားကြီးတဲ့ပုဂ္ဂိုလ်ခရားကလေရာဂယော့နေအောင်ဆိုရင်အတုပကမ္မထံပြရတယ်တဲ့ပါကမ္မထံပေးရာအတုပကမ္မထံခန္ဓာကိုယ်စရာအပုဂ္ဂိုလ်ကြီးရုပ်ဆောင်တာရာဟောဒီခန္ဓာကိုယ် ဲ့ဒါတွေပြောသွားတာသူရာဂတွေယော့ခန္ဓာကိုယ်စရာပရိသတ်ရဲ့ဗာကြီးယုတ်ဆောင်ထားတာအပုတ်ကောင်ယုတ်ကြီးယုတ်ဆောင်ထားတာဟောဒီခန္ဓာကိုယ်မှာရှိတဲ့မြအပေါက်ပရိသတ်အပေါက်ဘယ်နှပေါက်ရှိမယ်ထင်လားကိုယ်ပေါက်နဲ့6ပေါက်ဘယ်လိုလုပ်ကြမလဲဒီဘက်ကကိုယ်ပေါက်ဟောဘက်က6ပေါက်ဘယ်နှပေါက်ပဲရှိရှိအိမ်ရောက်မှပြန်ပြီးကြည့်တော့နော် ဗဏ္ဏပေါက်ပဲရှိရှိပရိသတ်ရဲ့ခန္ဓာကိုယ်မှာရှိသည်မြအပေါက်တွေကထွက်သည်မြအရေးကောင်းတာတခုမှမရှိဘူးရှိရလားရှိပါဘူးခင်ဗျာမျက်စိကထွက်တဲ့အရေးဘာရည်လို့ခေါ်မျက်ရည်မျက်ရည်လေးဘာရတာရှိဉာဏ်ကြည့်ကြည့် ဘာမှမရှိတော့မလုံးနဲ့လေဟိုမှာငိုတော့ပါဇက်ထဲကြာလာတာမြို့လားရှိပါတယ်ဖြာလေးနဲ့ထီတော့ဘာရတာရှိမ်းပါတယ်ငန်ကြီးငန်ကြီးလေးတွေရှိတာပဲနှကောင်းငါထွက်တဲ့အရေးကိုဘာရေလို့ခေါ်နှာရေပါဗျာနှာရေသိပ်ပုတ်လိုက်ရင်နှက်ချီလို့ခေါ်တယ်ဘုန်းကြီးလာညက်ပတ်တွေမပြောနဲ့ကိုယ်ခန္ဓာကိုယ်ထွက်တာပဲမို့လားမှန်လားပါဗျာနှာကထွက်တဲ့အရေးကိုနှာရေလို့ခေါ်တယ်ကြာရင်ပုတ်လိုက်ရင်နဖာကြီးလို့ခေါ်တယ် ရှိသမျှအပေါက်တွေကထွက်သမျှအရေကောင်းတာရှိလားမရှိပါဘူးခင်ဗျာဂျိုင်းကတွက်တဲ့အရေဘာရေလို့ခေါ်ဂျိုင်းချွေပါဂျိုင်းချွေလို့ခေါ်တဲ့ဂျိုင်းချွေလေးဘာရတာရှိချွေးဆိုတော့ငံမှာပေါ့မို့လားငံလဲငံနဲ့နံလဲနံနဲ့ အဲ့ဒါအပုပ်ပဲပြိတဲ့အဲ့ဒါငန်လဲငန်နဲ့နန်လဲနန်နဲ့ဆိုတာသိရသားနဲ့လူရဲ့စိတ်ပြတာပါတနေ့တနေ့ဂျိုင်းနဲ့ကိုလက်ကလေးထိုးပြီးတော့နှာခေါင်းလေးရှုံရှုံပြီးတော့နမ်းရတာဘယ်နှခါမှမသိဘူး ုတ်လားရေမချိုးခင်တက ရေချိုးပြီးတော့တကအဝိဇ္ဇမလဲခင်တက အဝိဇ္ဇလဲပြီးတော့တက အလုံးမသွားခင်တက အလုကပြန်တော့တက ကိုယ်ချိုင်းလေးကိုလက်ကလေးထိုးထိုးပြီးတော့နှာခေါင်းလေးရှုံရှုံပြီးနမ်းရတာတွေမရှိခဲ့ဘူးလားဘာဖြစ်လို့နမ်းလဲသိကြတယ်ပြိဿရေမမွေးဘူးဆိုတာငံလဲငံတယ် နံလဲနံနေတဲ့ခန္ဓာကိုယ်ကြီးဆိုအပုတ်ကြီးမို့လားသိချာကြည့်ရင် body structure ခန္ဓာကိုယ်ဖွဲ့စည်းပုံကြီးဆိုတာလေအပေါ်ကအပေါက်ကိုအောက်ကအပေါက်နဲ့အလဲကပိုက်လုံးနဲ့ join ထားတာပဲမို့လားပိုက်လုံးခပ်ပြော့ပြော့လေးနဲ့ခန္ဓာကိုယ်တိဆောက်တာအပေါ်ပေါက်ကထဲသည်မြတ် အလဲမှာ recycling လုပ်ပြီးတော့အောက်ဘက်ကပြန်ထွက်သွားတာပဲမို့လားမှန်ပါဗျာအဲ့ဒါကြောင့်ခန္ဓာကိုအဘုတ်ကောင်ကြီးပြောတာအမလီအစင်မြန်းမပြေလို့ရှင်ဟိုဒီခန္ဓာကိုယ်ထဲမှာဥတွေမှာကတ်ပြီးတော့ယောဂါတွေရလိုက်တာအဲ့ဒီတကမဘုံညာအဲ့ဒါပြောပြတာတရားဟောရင်းနဲ့တရားအထုတ်တဲ့အခါမှာရာဂတွေထပ်မတွန်းအောင်အတုပကပ္ပဌာန်းတွေပြောတရားအထုတ်တဲ့အခါမှာလည်းသူ့ကိုတရားစစ်တော့ဘယ်လိုပြောလဲ စွေဟာတဲ့အတေယောဘောဇာလင်ဓကမယတရားအရတာဘလို့ခြေနေရှိလဲစိင်္ဂဂီမန္နိနာယုစွနေတဲ့အလွေးတွေအများကြီးဝင်တယ်ဖေဟာတဲ့မွန်စွန်းစိင်္ဂဟာကိုအစ်စောယုသူ့ကိုပြောရဗာရီတွေးနေတာအောင်ဓကမကြီးစွနေစိင်္ဂဟာကိုအစ်စောယုအရှင်ဘုရားအကြောင်း တွေးနေတာတဲ့ဟာ တရားတို့ရင်အဲ့ဒါတွေးရင်တွေးတယ်မတ်စိမ့်ကကစိမ့်ကကိတာကိုဂေဆုစုပင်ဟဲရဟန်တာတွေးရင်တွေးတယ်မတ်လို့ပြောတော့ပိုတွေးတယ်ဖေရတဲ့အဲ့ဒါသူကတော့တွေးနေတာအတွေးတွေနဲ့ပြဿနာတက်နေတာအဲ့ဒါနဲ့ဒီတက္ကမဘာဖြစ်လို့အတွေးတွေများတာလဲဆိုတော့တမာတိမတီတော့အတွေးတွေနဲ့ပြန့်နေတာ哦ဒါကြောင့်အာနာပါနဝိပဿနာကိုဘုန်းကြီးကစနစ်ပြန်ပြောင်းလိုက်ရတယ် အမှတ်ကျဲနေတော့တမာတိမတီတော့ကိလေသာရှားခိုတာအဲ့ဒါနဲ့သူ့ကိုဂဏနနီးရေတွက်နဲ့နီးနဲ့မှတ်ခိုင်းလိုက်တော့ဝင်လေထွက်လေတစ်ဝင်လေထွက်လေနစ်ဝင်လေထွက်လေသုံးအဲ့ဒီလိုရေတွက်ပြီးမှတ်လိုက်တဲ့အခါကျတော့အမှတ်ကလေးတွေစိတ်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 လာတော့တမာတိလေးတီတီလာတော့နောက်ဆုံးခုနကဖြစ်တဲ့ရာဂကိလေသာတွေနေသွားတော့မှဗျာခொနည်းရလဲပြီးတော့ဆွနေချွေးစိုးဟမ်းလီတာယုံစိုးဟဲ့ကျူရှိပရှိယောဆိုပြီးတောင်းပါပြီးပြန် ်သွားရှင်မြားတောင်းမှပါတယ်ဗျာခွင့်လွတ်တော်မူပါဗျာဆိုဘုန်းကြီးကသူ့ကိုပြန်ပြောကိုမတ်စုန်ဒီတာကျေးဇူးတင်ပါတယ်ဘာဖြစ်လို့ဆိုမဟုတ်ရင်ကိုပါသူ့နောက်ပါသွားရင်လေကိုပါဇန်ရှောမှာမဟုတ်လားဒီတရားပဲပြင်တော်ရောက်လာမှာပေါ့ဩဖြစ်မဖေရလေသေတဲ့သူနဲ့သွားပြီးတော့ဒူတော့မြေမာများတော့အကျဉ်းနာပေါ်တယ်ဆိုတာအဲ့ဒါပဲပြိတ္တေဟုတ်လား နောက်ဆုံးတော့စိတ်ပဲစိတ်ကလေးကိုမတိတ်နိုင်တဲ့အခါကျတော့အပြစ်မမြင်အနစ်တင်ချစ်ချင်တာလေဒီစိတ်ပဲမှန်ရလားအဲ့ဒါဆရာတော်ကြီးတွေကအဲ့ဒါကြပြလေးတွေစက်သွားတာပြိဿအရေးမလားတွေးသမျှဆွေးရတာလေဒီစိတ်ပဲဆိုကြည့်အရေးမလားတွေးသမျှဆွေးရတာလေဒီစိတ်ပဲနောက်တစ်ခါ အရေးမလားတွေးသမျှဆွေးရတာလဲဒီစိတ်ပဲနောက်တစ်ခေါက်အရေးမလားတွေးသမျှဆွေးရတာလဲဒီစိတ်ပဲအရေးမပါတဲ့အရာတွေတွေးတွေးပြီးတော့ဆွေးနေရတာပဲပြိတ္တရဲ့ဘသူကြောင့်ဆွေးရတာလဲဟောဒီစိတ်ကြောင့်ပဲဆွေးရတာနောက်တစ်ခေါက်ဆိုကြည့် အပြည့်မမြင်အပြည့်မမြင်အနစ်ထင်အနစ်ထင်ချစ်ချင်တာလဲဒီစိတ်ပဲချစ်ချင်တာလဲဒီစိတ်ပဲအပြည့်မမြင်အပြည့်မမြင်အနစ်ထင်အနစ်ထင်ချစ်ချင်တာလဲဒီစိတ်ပဲချစ်ချင်တာလဲဒီစိတ်ပဲအပြည့်မမြင်အပြည့်မမြင်အနစ်ထင်အနစ်ထင်ချစ်ချင်တာလဲဒီစိတ်ပဲချစ်ချင်တာလဲဒီစိတ်ပဲချစ်ရင်အပြည့်မမြင်မဲ့အနစ်တဲ့ ချင်းပြီးတော့ပြောင်းပြောင်းကုန်တာနဲ့ဟောလိစိတ်ပါပဲတဲ့ပြိသက်အဲ့ဒါကတဏနဲ့ပတ်သက်တာနောက်တစ်ခုအကံအသွင်အကံအသွင်အယံနှင်အယံနှင်ကျင်းကျင်တာလေဒီစိတ်ပဲကျင်းကျင်တာလေဒီစိတ်ပဲအကံအသွင်အကံအသွင်အယံနှင်အယံ ကြံကျင်တာလဲဒီစိတ်ပဲကြံကျင်တာလဲဒီစိတ်ပဲအကံအသွင်အကံအသွင်အယံနေအယံနေကြံကျင်တာလဲဒီစိတ်ပဲကြံကျင်တာလဲဒီစိတ်ပဲဟာအဲ့ဒါဒေါသကိုပြောတာပဲပြည်တယ် ဒေါသဖြစ်လာပြီဆိုရင်ဒေါသအဋ္ဌနာဇနာတိဒေါသဆိုတာအကြောင်းအကျိုးအကောင်းအဆိုးမသိတော့ဘူးကန်းနေတဲ့အကန်းလိုပဲပြိသက်အယံနေရှောက်ရှောက်လွတ်လိုက်တာအကန်းအသွင်အယံနေကြံ့ကျင်တာလေဒီစိတ်ပဲ